ဘလော့ဂါကျတော့ကိုကိုဘာသာကိုပေါ့နော်ကိုစိတ်ကြိုက်တယ်ကိုစိတ်နဲ့ကိုပေါ့နော်ကိုစားချင်သွားစားလိုက်တယ်ကိုလုတ်ချင်ထလုတ်လိုက်တယ်ပေါ့နော်ကိုစိတ်နဲ့ကိုဆိုပို့ပြောဖို့ကောင်းတယ်ဟဲ့ဟိုချက်မောင်ကျော်လေးထဲမယ်ပြီးရင်ရုပ်သီးမုတ်လေးထဲပါမယ်ငပိရည်လေးလည်းထပ်ဆန်းပါမယ်ငပိရည်ထဲမှာလည်းကလော်သီးရည်ပါတယ်တအားဆက်တယ်ပေါ့နော်ချင်းချင်းငငဆက်ဆက်ကလေးစားပါမယ်ရှင် ထမင်းလေးကိုအားရပါရနဲ့ချပလိုက်ပါတယ်အလုံးခွန်ကြွေးလိုက်ပါတယ်ဘလောပဲခကြီးတွေပဲသွားခြင်းတယ်လို့မုတ်တီစားခြင်းတယ်ပေါ့နော်ဟန်ဆောင်မှုတွေမလုပ်ခြင်းတော့ကိုယ့်ရဲ့အရှိကိုရှိတိုင်းနဲ့နေခြင်းတော့တယ်အသက်30ဖြစ်သွားလို့လောင်းနေတကြီးွားလို့အဲအရင်ရင်ကြက်သွားပြီမဟန်ဆောင်ခြင်းတော့ဟမ်အရင်တော့မရပြောပါဟဲ့နေသက်ကြီးနေပြီနော်တဲ့နေကလေးကလေးလုံးမနေနဲ့တဲ့အဲ့လိုတော့ပြောရင်ရှင်းချက်သွား တငယ်ချင်းတွေဒီကဖွင့်တာဟိုဆော့အိုဗန်နေတဲ့ကတော့လာပြီးတော့အားပေးဖြစ်တယ်ပေါ့နော်ကိုတငယ်ချင်းကိုဒီထက်မကလည်းအများကြီးအောင်မြင်စေချင်တဲ့ဆိုင်အောင်ဟုတ်ဆိုင်ဖွင့်တဲ့အချိန်မှာတော့ယူနိုကတော့အဲ့ဒီမွေဟင်းကားကိုအဓိကထည့်စေချင်တာပေါ့နော်အဲ့ဖြိုးဟင်းသားမွေဟင်းကားကလည်းပေါက်ပြီးသားဆိုတော့လေအဲ့မွေဟင်းကားကိုအဓိကထည့်စေချင်တယ်ဒီမှာကော်ဖီကလည်းတအားကောင်းတယ်ကော်ဖီစစ်ကနေချာကော်ဖီပေါ့နော်ကော်ဖီကချာစစ်ကနေချာကော်ဖီကိုတောက်ကြည့်ပါလို့တကယ်ကောင်းတယ်လို့ကော်ဖီအနက်မွေမွေလေးနဲ့စိတ်သက်သက်လေးနဲ့ခါသက်သက်လေးနဲ့အရန်တောက်လို့ကောင်းတယ် အဲ့လေးတွေကိုရမ်းကြိုက်တယ်မွေးငါဆိုလို့ရှိရင်လည်းဖြိုးဟင်းသားမွေးငါဒီမှာပေါ့နော်အရန်ကောင်းတယ်အရင်တည်းကတော့မဟုတ်ဘူးဟိုကကိုဗစ်တွေဖြစ်တဲ့ပုံကအိမ်မှာ ဘာမှလုပ်ဆရာမရှိဘူးဆိုလိုက်လွှင့်ရင်းနဲ့မေးရလဲအဲဟိုကအမှားသွားထမင်းဟင်းတွေချက်ပေးလိုက်ဟိုအကျော်ပြီလဲကြာကျော်ပြီလဲအမေးရလိုက်လွှင့်ခိုင်းတာအင်အားမေးရအဲ့လိုနဲ့စားပြိုင်စားပြိုင်နဲ့ဒီဖူဘလော့ကပုံစံဖြစ်သွားတာပေါ့အလုံးမဲမင်္ဂလာပါယွန်းဘလော့ကနေကြိုးဆိုပါတယ်ဒီနေ့ကတော့မိုးတွေအရန်ရွာလို့မာလာရှန်ကောစားတယ်ဂျီအိုစားတယ်ပင်လယ်စာ၄မျိုးချင်ဆက်စားတယ်ဝတ်သုံးထပ်သားထောင်စားတယ် ဘလော့ဂါကတော့ကိုကိုဘာသာကိုပေါ့နော်ကိုစိတ်ချိုင်တယ်ကိုစိတ်နဲ့ကိုပေါ့နော်ကိုစားချင်သွားစားလိုက်တယ်ကိုလုတ်ချင်ထလုတ်လိုက်တယ်ပေါ့နော်ကိုစိတ်နဲ့ကိုဆိုပိုပြောဖို့ကောင်းတယ်အရှင်အားကတော့လူပညာလုံလို့တော့အဲ့လိုမျိုးကြားထဲမှာမတင်ပြတာရှိရပေါ့နော်အခုကလည်းအရန်အားနေတော့တင်ပြတယ်မေကြီးကလည်းမရိုက်လို့ရှိရင်အိမ်မှာတမင်းရင်းနေချက်ပေးပြီးတော့တင်းရိုက်ခိုင်းတယ်ဝါသနာပါတယ်အိမ်မှာအိမ်အမေကလည်းချက်တာပြုတ်တာဝါသနာပါတယ်မောင်လေးကလည်းဝါသနာပါတယ်ရုံးလည်းဟင်းချက်တာပဲဝါသနာပါတယ် အလွဲကတော့အဲ့လိုမျိုးဆဲခံရတာပေါ့နော်ပရိကျော်စားပြလို့ပရိကျော်စားအောင်ကဆဲခံရတာအဲ့ဒါပါအခုချိန်ကြီးလည်းဆဲကြပါဗျ ပင်းကြီးကျော်အဲ့လိုမျိုးအကောင်လိုက်စားအကြောင်နေနေဘေးနားမှာရှိရအကြောင်နေကြတော့မကြွေးဘူးပေါ့နော်သူပဲစားရယ်ပေါ့နော်အဲယွန်းစရာကြီးပေါ့အဲ့လိုမျိုးပဲအဲ့လိုမျိုးပြောကြအောင်အဲ့ဒါအဲ့ဒါတော့အမတရားအဲ့ပင်းကြီးကျော်ပြောလောင်းနေအဲ့ဗီဒီယိုနဲ့စားသေးရလို့ထင်တာပဲဟဲ့ဟိုချက်မောင်ကျော်လေးထဲမယ်ပြီးရင်ရုပ်တီးမုတ်လေးထဲပါမယ်ငပိရည်လေးနဲ့ထပ်ဆန်းပါမယ်ငပိရည်ထဲမှာလည်းကလော်သီးရပါတယ်တအားဆက်တယ်ပေါ့နော်ချင်းချင်းငငဆဆကလေးစားပါမယ်ရှင် ထမင်းလေးကိုအားရပါရနဲ့ခြာပလိုက်ပါတယ်အလုံးခွန့်ကြွေးလိုက်ပါတယ်စိတ်ဖိစီးမှုများတော့မရှိဘူးအရင်ကဆိုလို့ရှိရင်တော့အခုခုပြောရင်ကွာမသိဘူးဈိုင်းမနေလိုက်မကြည့်တော့ဘူးတည်ရမလားအခုနောက်ပိုင်းကျတော့ပြန်ပြည့်ရန်တွေ့ပြည့်တယ်ပြန်ပြည့်ရန်တွေ့ ပို့ပြီးသွားလာရင်ပြောဟဲ့ငါ့ကိုဘာလို့လာပြောလဲသူတို့မွေးထားတယ်ကိုတမင်းကိုစားနေပြီးတော့ကျောင်းရင်အာနည်းနည်းလေးတော့ပြန်ကတ်တာပေါ့နော်အဲနည်းနည်းလေးပြန်ကတ်တာသူတို့စွာတယ်စွာတော့အရင်ကအစွာတက်ခံရှိပါထိန်းချုပ်တာဟုတ်လားမထိန်းချုပ်တော့ဘူးပင်လေစားတွေအဝါကျိတ်ပါမယ်ဒါကကိုတန်ကဟင်းရေပါပစုံအစိမ့်တုတ်လေးလေးပါပါတယ်ရှင် ဒါလေးကတော့ဂုံ6ဆက်ပါရှင် အရန်ကိုမှဆောက်လို့တအားကောင်းပါတယ်စားတော့ရတာနည်းနည်းတော့ရှုပ်ပြန်သေးတယ်မလားဒီလိုချက်ကပြုတ်ကြတယ်ပြီးလို့ရှိရင်အဲ့လိုမျိုးပြင်ဆင်ရတယ်ဟင်းပွဲလေးတို့ရိုက်ရတယ်ပေါ့နော်အဲ့လိုမျိုးနည်းနည်းလေးတော့လောက်တော့ရှုပ်ပြန်တယ်လွယ်တော့မလွယ်ဘူးပေါ့နော်ဘယ်လောက်ကအမှားတော့ အာတန်ပါလေအာတန်ပါလေစားတော့ပါဆိုအာတန်ကူကတော့အိမ်မှာပဲအေးစစ်စစ်ပဲဘာမှတော့မလုပ်ဘူးဘလော့လေးရိုက်တယ်အမ်ဘလော့ကလည်းအဲ့လိုကိုလာပြီးတော့ကြောင်ညာတက်တွေလည်းရှိရပါတော့အဲ့အားလေးလုပ်ခင်းနေပါတယ်အနုပညာကတော့ရုံကတော့အဲလောက်ဖို့လည်းအခုချိန်ထိပေါ့နော်ခေါင်းထဲမှာအစီအစဉ်မရှိသေးဘူး ဟုတ်ပါတော့ပဲခကြီးတွေပဲသွားခြင်းတယ်လို့မုတ်တီစားခြင်းတယ်ပေါ့နော်ဟန်ဆောင်မှုတွေမလုပ်ခြင်းတော့ကိုယ့်ရဲ့အရှိကိုရှိတိုင်းနဲ့နေခြင်းတော့တယ်အသက်30ဖြစ်သွားလို့လောင်းနေတကြီးွားလို့အဲအရင်ရင်ကြက်သွားပြီမဟန်ဆောင်ခြင်းတော့ဟမ်အရင်တော့မရပြောပါဟဲ့နေသက်ကြီးနေပြီနော်တဲ့နေကလေးကလေးလုံးမနေနဲ့တဲ့အဲ့လိုတော့ပြောရင်ရှင်းချက်သွားလမ်းနေဖြစ်ရှင်ဘလော့လာခဲ့ပါတော့ ရှင်ဘလော့မှာဘလို့ရစားပြီးတော့ဘာလဲတခါလေးကြာရင်လည်းတောက်စားရေးမူယူပြီးပြောချင်တာရယ်ပြောတခါကြာလို့ရှိရင်လည်းကိုမကျင်တဲ့အရာရယ်ဆိုလို့ရှိရင်ပြန်ပြောရတာပါပဲတဘာဝဆန်ဆန်ပဲနေတော့တယ်လို့